ဒီဗီဒီယိုကြည့်ရှုနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာလက်ရှိကျွန်တော်တို့ရန်ကုန် Stock Exchange မှာဆိုလို့ရှိရင် listed ဖြစ်နေတွင်းထားတဲ့ company က FMI company တခုပဲရှိပါသေးတယ်။တိတ်မကြခင်အချိန်တွင်းမှာလည်းတီလဝါ company က listed အနေနဲ့ထပ်ပြီးတော့တွင်းဖို့ရှိပါတယ်။အဲ့တော့ဒီရန်ကုန် Stock Exchange မှာ listed company နှစ်ခုဖြစ်လာဖို့ရှိနေပါတယ်။အဲ့တော့ဒီ listed company အနေနဲ့တီလဝါမတွင်းခင်အနေထားနဲ့ FMI အခုလက်ရှိ share ရောင်းဝယ်နေတဲ့အနေထားရဲ့ဈာထဲမှာဒီရန်ကုန် Stock Exchange မှာ ဈေးကွက်အခြေအနေတွေဘယ်လိုရှိလဲရန်ကုန် Stock Exchange အခုလေပတ်နေတဲ့ပုံစံတွေဘယ်လိုတွေလဲဆိုတာကိုတော့ကျွန်တော် Advisor Company အနေနဲ့ရှောက်ထားတဲ့ကိုမျိုးဟင်းကိုတွားရောက်မေးမြန်းကြည့်မှာဖြစ်ပါတယ်ခင်ဗျ ကိုမျိုးရေးမင်္ဂလာပါခင်ဗျာဟုတ်မင်္ဂလာပါခင်ဗျာဟောပါတော့ကျွန်တော်တို့အခု store အချင်းကစခဲ့တာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ကျွန်တော်ပြီးခဲ့တဲ့တလလောက်ပဲပါเนาะစခဲ့တော့အခုချီအခုချိန်ကြီးဆိုတော့အချိန်ကတော့ကြာပြီပေါ့ဒီကာလအတွင်းမှာပေါ့နော်ဒီဖြစ်ခဲ့တဲ့ဒီ store အချင်းနဲ့ဖြစ်ပေါ်နေတဲ့လက်ရှိအခြေအနေလေးပေါ့နော်ဖြတ်တန်းတဲ့တောက်လျှောက်ပေါ့အဲ့အခြေအနေလေးကိုချက်လောက်ဆွေးနွေးပေးပေါ့30ရက်ဒီ30ရက်3လ2016မတိုင်ခင်ကာလနဲ့30ရက်နောက်ပိုင်းကာလဆိုပြီးတော့ကျွန်တော်နှစ်ပိုင်းသွားတွေ့ရတယ်အဲ့တော့25ရက်နေ့မှာစပြီးအယောင်းဝင်ဖြစ်ခဲ့တဲ့ ဒီ short age chain ရနေဟာတစ်ဖေးနဲ့ဒီ25 26 29 3ရက်ဆက်တိုက်မှာသူကအယောင်းဝင်အဟိုဈေးကွက်အစ်စ်ဖြစ်နေတယ်အဲ့တော့လူများရဲ့စိတ်ဝင်စားမှုကိုလည်းစောင့်ကြည့်ခံနေရတယ်အဲ့ဒီအတွက်ကြောင့်သူကနေပြီးတော့ဒီလူတွေကနေဟိုလိုက်ဝယ်ကြတယ်လိုက်ဝယ်တဲ့အတွက်ကြောင့်တစ်ဖေးနဲ့ဈေးတွေကဟိုတက်လာတယ်တက်လာပြီးတော့အခါကျတော့30ရက်နေအဲ့လိုမျိုးဈေးတိုက်တက်လာတဲ့အချိန်မှာဒီဒီဝယ်တဲ့လူတွေကလည်းဘယ်လိုဖြစ်လာလဲဆိုတော့ဒီ FMI ကိုဝယ်ချင်တယ်ဝယ်ချင်တဲ့အတွက်ကြောင့်ဘယ်ဈေးရရဝယ်မယ်ဆိုတဲ့ market order နဲ့တင်ပြီးတော့ဝယ်လာကြတယ်ဝယ်လာနေပြီးတော့သူက30ရက်နေ့ နေကိုရောက်လာတယ်30နှစ်ရောက်လာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ရှင်ဒီအမြင့်ဆုံးဈေးဖြစ်လာတယ်၄တောင်းတထောင်ရောက်သွားတယ်၄တောင်းတထောင်ရောက်သွားတဲ့အချိန်မှာဒီဝယ်ထားတဲ့လူတွေကပြီးခဲ့တဲ့ရှေ့၃ရက်ကဝယ်ထားခဲ့တဲ့လူတွေကဟာဒီအချိန်လောက်ဆိုရင်တော့အားလုံးပြန်ရောင်းတင်တယ်ပြန်ရောင်းပြန်ရောင်းချင်လာကြတယ်ပြန်ရောင်းချင်လာတဲ့အချိန်မှာသူတို့က ဝယ်သားတဲ့ကာလတုန်းကလည်းသူက market order နဲ့ဖွင့်ပြီးဝယ်ခဲ့တယ်အဲ့တော့ပြန်ရောက်မဲ့အချိန်မှာလည်းသူက market order နဲ့ပဲဖွင့်ပြီးပြန်ရောက်မိလိုက်ကြတယ်ဒါက miss understanding တစ်ခုဖြစ်သွားတယ်အဲ့လိုမျိုးဖွင့်သွားတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဒီဟာကိုဒီဒီဈေးကူးနှုန်း ဖွင့်တဲ့ကိစ္စ price and time matching concept အရသူက price and time matching system အရသူကလုပ်သွားတာဖြစ်တယ်လုပ်သွားတာဖြစ်တဲ့ခါကျတော့ဒီ market order ဖွင့်နေတဲ့အပေါ်မှာဒီ3000နဲ့ demand တင်လိုက်တဲ့အထက်ကြောင့်ဈေးရရုတ်တရက်ဆွဲချတယ်လို့ဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာအဲ့မှာအားလုံးကဒီ30နဲ့တမနက်ထင်းမှာပဲ30000မနက်ကတိုင်းမှာ4000နဲ့ဖွင့်ခဲ့တာကနေပြီးတော့အဲ့ဒီနေ့မနက်မှာပဲ3000တိ ကြာဆွဲချတယ်လို့ဖြစ်သွားတယ်ဖြစ်သွားတဲ့အတွက်ကြောင့်လူတွေအနေနဲ့တက်နှံ့သွားလို့ဖြစ်သွားတယ်အမှန်တကယ်တော့ဒါဟိုပြောရမယ်ဆိုရင်တော့ဟိုရောင်းလူရင်းရင်းရောင်းမှာနည်းနည်းမှားမှားယွင်းမှုတစ်ခုဖြစ်သွားတယ်လို့ tools တစ်ခုအနေနဲ့မှားယွင်းမှုတစ်ခုဖြစ်သွားတယ်လို့မြင်တယ်တချို့ကလည်းဒီ၄000တထောင်ရီတက်သွားတာကိုတချို့ကလည်းဘယ်လိုမြင်ကြလဲဆိုတော့ဒီအကောင့်ဖွင့်တဲ့အာမှာအဲ့လိုမျိုးချက်ချင်းမြန်မြန်အရှိပိုင်းမှာမရတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ခွင့်ရင်းနဲ့ဖန်တယ်ဖန်တယ်ဖန်တယ်ရားတဲ့ရက်မှာဟုတ်တယ်ရားတဲ့ရက်မှာခါချင်းပထမအဆုံးဖွင့်တဲ့ရက်မှာဒီ security account တွေချိုးဖွင့်လို့ရတယ်ဆိုပေမဲ့လည်းတကယ်တကယ်ချိုးဖွင့်ထားရတယ်သူကအရန်နေတယ်နေတဲ့ခါကျတော့တကယ်စပြီးအကြောင်းဝယ်ဖြစ်တဲ့နေကြမှာပဲသွားဖွင့်တဲ့ခါကျတော့ security company ကလည်းအချိန်မီရန်ဖွင့်တဲ့လူကအများတဲ့ခါကျတော့အချိန်မီမဖွင့်ပေးနိုင်တယ်မဖွင့်တဲ့ခါကျတော့ရားတဲ့နေမှာဝင်တယ်လို့ရားတယ်လို့ဝယ်ရင်းဝယ်ရင်းနဲ့တစ်ပြေးနဲ့ဈေးကမြင့်လာတယ်အဲမြင့်လာတဲ့အတွက်ကြောင့်၄၀၀၀ထောင်ကြီးရောက်သွားတယ်အဲဒီနေ့မှာဆိုလို့ရှိရင်ဒီ price range ကလည်း၄၀၀၀ကျော်ဝါးဖြစ်တဲ့အတွက်ကြောင့်သူရဲ့အမြင့်ဆုံးဈေး၅၀၀၀ ောင်လည်းဖြစ်နိုင်တယ်လို့3000တထောင်လည်းဖြစ်နိုင်တယ်ဖြစ်နိုင်တဲ့အခါကျတော့ရောင်းတဲ့လူတွေအနေနဲ့ကဘာဖြစ်မလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်း3ရက်လောကဝယ်ထားခင်ကလာတော့ market order နဲ့ဖွင့်ပြီးဝယ်တယ်ဘာလို့ဆိုတော့အမြင့်ဆုံးစီဖြစ်အမြင့်ဆုံးဆုံးလေးပေးနိုင်တယ်ဝယ်ခြင်းနဲ့အခုဈာမွေးအခါကျတော့အမြင့်ဆုံးလေးကိုသူတို့လိုချင်လိုချင်တဲ့အခါကျတော့ market order နဲ့ဖွင့်ပြီးဝယ်လိုက်တယ်လို့ဖြစ်သွားတယ်အဲ့ပုံမှာဒါကိုနားလည်တဲ့ဒီ ဒီတချို့တော့လူတွေကဒီတချို့တော့လူတွေဆိုတာဒီတကျွမ်းနဲ့ကျွမ်းကျင်တဲ့လူတွေကနေပဲ3000တထောင်နဲ့ demand တက်လိုက်တဲ့အခါကျတော့ဈေးရရုပ်ပြရ3000တထောင်ကျသွားတယ်အဲဒါမှမဟုတ်အဲ့ညနေပိုင်းမှာပဲဟာ3000တထောင်ဖြစ်သွားတယ်အဲ့ဒီဟိုမှာ3000တထောင်နဲ့ထပ်ရလို့ညာညာစီနေဆိုပြီးတော့ line ဝယ်တယ်ပြန် line ဝယ်တယ်ဒါပြန် line ဝယ်တယ်ဒါတခါ demand ပြန်တက်သွားတယ်ပြန်တက်သွားတဲ့အတွက်ကြောင့်အဲ့မှာ4000တထောင်ပြန်ဖြစ်သွားတယ်အဲအဲ့နောက်ပိုင်းကာလတွေမှာဆိုလို့ရှိရင်တော့ဒီ ီကျသွားပြီလူတွေအနေနဲ့လည်းတန်းတန်းတလို့ဖြစ်သွားတယ်။အာ stock market ကဟိုရှုံးနိုင်တယ် stock market မှာ risk တွေရှိနိုင်ပါလားဆိုတော့သူတို့သိသွားမျက်လုံးမျက်လုံးပွင့်သွားတယ်မျက်လုံးပွင့်သွားတဲ့အချိန်တည်းမှာအာဒီ FMI ကတကယ်တန်ရောတန်ရလားဒီလောက်၄00လောက်ဆောင်ဖြစ်နေလားတန်ရောတန်ရလား၃00ဆိုဘယ်လောက်ဖြစ်တင်တယ်လဲဒါတွေကိုသူတို့ပြန်ပြီးစိတ်စိတ်လေ့လာတဲ့အခါကျတော့မြင်တယ်တဖြည်းဖြည်းနဲ့ price ကသူ့ရဲ့ဒီနောက်ပိုင်းအချိန်တွေမှန်အောင်ရောက်လာတယ်လို့မြင်တယ်။ဟုတ်ကဲ့အခုအခုနောက်ပိုင်းအချိန်တွေကိုဘယ်လိုသုံးသပ်ကြည့်လို့ရမလဲ ်ဟုတ်ပါတယ်လို့ရင်ဒီ3000ဝင်းကျင်မှာပဲသူဝိရင်တွေကတွေ့ရတာဟုတ်ကဲ့အဲ့ဒီအချိန်တွေကဒါသူ့ရဲ့တကယ်ရှယ်ယာဈေးနှုန်းအနေနဲ့တကယ်ဖြစ်တဲ့ဈေးနှုန်းမျိုးလားဘယ်လိုသုံးသပ်လို့ရအောင်လဲ25ရဲ့နေမှာဖြစ်ပေါ်လာရဲ့ဈေးနှုန်းက2600နဲ့ပထမအဦးဆုံးစတင်လာတယ်ပေါ့အဲ့ဒီ2600နဲ့ဖွင့်လိုက်တဲ့ဈေးဒီဒါကဒီ2600ဘာလို့သတ်မှတ်ထားလဲဆိုတော့ဒါဒီ2600ကိုဒီ Appman ရဲ့ Banner ရဲ့ရှင်းတဲ့ဒီ value ရ Valuation Expert တွေပေါ့ဒီ Valuation Expert တွေကနေပြီးအထက်ထက်ခါခါ စစ်ဆေးပြီးတော့ဒီ YH ကတောင်းဝင်ရှိတဲ့လူတွေကနေပြီးတော့လေအထက်ကစစ်ဆေးပြီးဒီ Phantom Boat ဒီအဲ့ဒီမှာ2000 6000ဖြစ်နေတော့ညလည်းအပြင်မှာအဲ့ဒီနေ့မတိုင်ခင်3-5ရက်လောက်မှာမတိုင်ခင်မှာ Y စစ်ကိုတင်တော့မယ်ဆိုတဲ့အချိန်ဒီမှာ FMI ရဲ့ပေါက်သေးသည်30 100 3500နဲ့ဖြစ်နေတယ်အပြင်မှာ black market ပေါ့ black market ဆိုတာ YIS မပေါ်ခင်ပေါ့မပေါ်ခင်အချိန်တွေမှာ3500နဲ့ဖြစ်နေတယ်ဒါပေမဲ့ YIS က3500နဲ့မတင်ခဲ့ဘူးသူ့ရဲ့အချိန်တွေဖြစ်တင်ဖြစ်ထိုက်တဲ့ဈေး2600နဲ့ပဲဒါပညာရှင်တွေကနေပြီးတော့ဟိုစီးဆက်ပြီးရဲ့အခါကျတော့မှဒါ2600နဲ့စပြီးတင်ပေးလိုက်တယ်တင်ပေးလိုက်တဲ့အတွက်ကြောင့်ဒီပထမဆုံးအမြင့်ဆုံးဈေး3100စပြီးနဲ့အဝဲကြတယ်အဲ့တော့နောက်ပိုင်းမှာလဲ ဒီအခုလက်ရှိဖြစ်နေတဲ့3100ပတ်ချလဲမှာပဲဖြစ်နေတယ်ဆိုတာသူ့ရဲ့အနေအထားတခုတော့ဟိုပုံမှန်လေးဖြစ်နေတယ်လို့တော့မြင်နေခင်ဗျအဲ့ဒါလည်းဆက်စပ်ရတခုမေးချင်တာပေါ့နော်ကျွန်တော်တို့ဒီ store ဈေးနှုန်းတွေပေါ့နော်တွက်တဲ့အခါမှာအခုအခုဒီပေါက်ဈေးပေါ့နော်အထွေဈေးဘယ်လိုတွက်လဲပေါ့နော်ပြီးတော့ဒီဟိုဒီဒီ store ဟိုဒီ wine wine ဈေးမှာပေါ့နော်ရန်ကုန်ရန်ကုန်ရန်ကုန် store အဲ့ချိန်မှာဒီ listed လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီဟာဘယ်လိုပုံစံမျိုးနဲ့တွက်ချက်လဲအဲ့ဘယ်လောက်ပေါက်ဈေးတကယ်အမှန်တကယ်ပေါက်ဈေးကဘယ်လောက်ရှိရဲ့ ရှောက်ရှိတဲ့နယ်ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့တွက်ချက်လဲเนาะပြီးတော့ဒီအခွင့်အရေးတွေအပိတ်အေးတွေအရဘယ်လိုပုံစံမျိုးနဲ့ဖြစ်သွားတာလဲဆိုတာလေးကိုကျွန်တော်တို့ဒါ valuation method တွေအများကြီးရှိတော့ညာလဲသူဒါနေပြီးတော့ valuation method တွေတော်တော်များများနဲ့သူကချိန်ညှိပြီးွားတော့ခါကြတော့မှဒါကိုကျွန်တော်တို့ valuation လုပ်လိုက်တယ်လုပ်လိုက်ပြီးဒီလောက်တော့ဖြစ်တင်နေဆိုပြီး2600နဲ့ဖြစ်သွားတယ်2600နဲ့ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ YX ပေါ်ရောက်လာတဲ့အချိန်တွေမှာသူ့ရဲ့တက်မှတ်တဲ့ဈေးနှုန်းကိုကြတော့ market ကနေပဲတက်မှတ်တော့တာဖြစ်တယ် market ကသူ့ရဲ့ price နဲ့ဒီ demand နဲ့ supply ရဲ့ချိန်ညှိချက်ပေါ့အဲ့ ဟာကိုကျွန်တော်တို့ဒီ international မှာတုံးနေတဲ့ price တိုင်း matching system အရာသူတို့က system ကနေပြီးတော့ပဲအလိုလျောက်သွားပြီးတော့သတ်မှတ်သွားတာဖြစ်တယ်။ဥပမာဆိုပါဆိုဒီ26000ဖြစ်ခဲ့တယ်။26000ကနေပြီးတော့ demand များလာရင်များလာတယ်လို့3000အထိပေးဝယ်မယ်လို့ရှိနေဆိုရင်ဒါသူ့ရဲ့ price က auto system နဲ့ဒီ computer system တွေကနေပြီးတော့ဒီ international မှာသင်သုံးနေတဲ့အတိုင်းပဲ system တွေကနေပြီးတော့3000သတ်မှတ်ပေးလိုက်တယ်ပေါ့။အဲအဲ့ဒါကတော့ဒါညောင်ပိုင်းမှာပေါ့နော်။ဟာတွေကတော့ဒီတိုင်းဖြစ်တယ်။အဲဒီ system ကလည်းဒီခုနကဒီ chat လေးမှာကြည့်မယ်ဆိုလို့ရှိရင်ဒါသူဘယ်လိုသတ်မှတ်နေလဲဘယ်လိုနေအလုပ်လုပ်နေလဲဆိုတော့တွေ့နိုင်တယ်။ ဟုတ်ကဲ့ဟုတ်ကဲ့အခုကျွန်တော် ever mind တခုပဲပေါ့နော်ဒီ Yanwei Yanwei store အချင်းမှာ listed company အနေနဲ့ရှိနေတာပေါ့နော်အဲ့တော့အဲ့ ever mind ကိုကျွန်တော်တို့သူ share ရောင်းဝယ်အချင်းတွေကိုစားရဲကနေစပြီးကြီးကြီးရဲခါကြောင်းတပြေးပြေးနဲ့ तू က share trading အဲ့မှာလုပ်တဲ့ volume ကကြကြလာတော့တွေ့ရတယ်ဟုတ်အဲ့ဒါ volume ြလာတာဒါရောင်းနဲ့ဝယ်တဲ့သူတွေအဲ့မှာရောင်းဝယ်ဖြစ်တဲ့ပမာဏရဲ့ဟိုပမာဏကိုသွားပေါ်ပြရတဲ့ဇုံမျိုးဖြစ်တော့ဒီတပြေးပြေးကြလာတာဒီပေါ်မှာစိတ်ဝင်စားမှုနည်းလာအောင်လို့ပြောလို့ရမလားဘယ်လိုကြောင့်လို့ပြောလို့ရမလဲမသိဘူး trading ဖြစ်တဲ့ပေါ်လုံးနည်းလာတယ်ဟုတ်ဟုတ်အော်အမှန်တကယ်ဆိုရမယ်ဆိုလို့ရှိရင်တော့ဒီနှစ်သိန်းကျော်နှစ်သိန်းနှစ်သိန်းနေဖြစ်ခဲ့တဲ့ကာလဒါဒါအနော်ပဲပေါ့အနော်မယ်ဆိုတာဒါဈေးကွက်အစားဖြစ်နေတယ်ပစ္စည်းအစ်စ်တခုကိုဟိုဟိုလူတွေအများစုကဝယ်ချင်နေကြတယ်အဲ့ဒီကာလကြီးဖြစ်နေတဲ့အတွက်ကြောင့်ဒီ FMI ကဒီစက်တာကြီး ဖွင့်လာတဲ့အချိန်မှာဈေးတွေအများကြီးဒီလူတွေအများကြီးစိတ်ဝင်စားပြီးတော့ဝယ်ကြတာဖြစ်တယ်အခုနောက်ပိုင်းအချိန်လေးမှာအခုနောက်ပိုင်းဆိုရှင်ဒီ2000ကျော်2000ဘတ်ချာလဲဒီ1000ကျော်ဘတ်ချာလဲလောက်ဒီမှာကျွန်တော်တို့ဟိုအယောင်းဝယ်ဖြစ်နေတယ်အဲ့ဒီအယောင်းဝယ်ဖြစ်နေတဲ့ volume ကိုကျွန်တော်တို့နိုင်ငံတကာနဲ့ပြန်ပြီးရှင်းကြည့်မယ်ဆိုလို့ရှင်ဒါဥမာဒီ2015ခုနှစ်မှာစင်ကာပူရဲ့ stock turnover rate ကတစ်နှစ်လုံးမှာတော့32%လောက်ရှိတယ် မလေးရှားက29ရာခိုင်နှုန်းရှိတယ်။ဗီယက်နမ်က38ရာခိုင်နှုန်းရှိတယ်။အခုဗမာပြည်ရဲ့လက်ရှိအခြေအနေဒီ2500လောက်နဲ့ပတ်ချလဲတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ average ကိုပြီးတွက်ကြည့်လိုက်မယ်ဆိုရင်တစ်နှစ်ကို38ရာခိုင်နှုန်းရှိတယ်။တစ်နှစ်ကို38ရာခိုင်နှုန်းဆိုလဲဆိုအနေထားဒီဒါ data တွင်အနေထားရကြည့်မယ်ဆိုလို့ရှိရင်ဒါအခြေအနေမဆိုးဘူးအခြေအနေကောင်းမွန်တယ်လို့ပြောလို့ရတယ်။အဲ့အတွက်ကြောင့်ဒီဟိုရုပ်တရက်များခဲ့တာကနေပြီးတော့နှဲသွားတဲ့အတွက်ကြောင့်စိတ်ဝင်စားမှုလျော့သွားတယ်လို့မတတ်မှတ်ပဲနဲ့ဒီပုံမှန် regular အနေထားတစ်ခုရောက်သွားတယ်လို့ပဲမြင်ပါတယ်။ဟုတ်ကဲ့ ကျွန်တော်ဘောနော်ဒီဟိုဘောနော် official မဟုတ်ဘဲနဲ့ဘောနော်ဒီဟိုဘောနော်ဟိုတရားဝင်မဟုတ်ဘဲနဲ့တရားမဝင်ဈေးွက်တွေရလဲဒီမှာရင်းနှီးနှုန်းတာဈေးွက်တွေရလဲရှိနေတယ်ဥပမာဆိုလို့ရှိရင်ဒီဟိုရွှေကစားတာဘောနော်ဒီဟိုငွေကြေးကိုစားတာ foreign exchange ဘိုင်းတို့ဘောနော် gold market တို့ကရှိနေအောင်အဲ့အပိုင်းမှာရှိနေတဲ့လူတွေက အခုလောတယ်ဗောဒီဘက်ထဲရောက်နေပြီလားသူတို့ရောစိတ်ဝင်စားမှုရှိရတာဗောဒီ story ကျင်ဘာလို့လဲသူကပုံစံကြီးကတော့ရှင်ကြီးရောလဲစင်တယ်လို့ဆိုလို့ရမှာဗောဒီပုံစံမှန်တယ်မှန်တယ်အဲ့ဒီပုံမှာသူပုံစံဘလို့ဒီယင်းနီးမြုပ်နှံမှု market ပေါ်ပြောင်းလာနိုင်လားဗောတခြား ancient media တွေရောတခြားယင်းနီးမြုပ်နှံမှုတွေရောဒီဘက်ကိုပြောင်းလာနိုင်တယ်အဲ့ပုံမှာဗောဘလို့မှန်တယ်မှန်တယ်ဟုတ်ဟုတ် Forest Zone Market တို့ကဘယ်ပေါ်မှာဘာမှယူနေတာနဲ့ဆိုရင် Forest Zone Market တို့ကဘယ်ပေါ်မှာအခြေခံရလဲဆိုတော့ Forest Zone Market တို့ trade လုပ်ပေးမယ့် broker company တွေပေါ်မှာ မူတည်နေရယ်ဘရိုကာကုမ္ပဏီရဲ့ခိုင်မာမှုဘရိုကာကုမ္ပဏီရဲ့မှန်ကန်မှုယူသားမှုပေါ်မှာအခြေခံတယ်အခုနောက်ကဒီ2015ခုနှစ်မှာဆိုရင်ကုမ္ပဏီတစ်ခုဟာဒီ Forest တို့ကိုလို့ဝယ်ရောက်လုပ်ပေးပါမယ်ဆိုတဲ့ကုမ္ပဏီတစ်ခုဟာလိန်ပြေးွားရရှိတယ်အဲ့တော့ဒါတွေကလိန်ပြေးွားတဲ့ပုံမှာနောက်ထပ်ဘာမှလည်းအရှင်လည်းမယူနိုင်နိုင်ဘူး regulator တွေကလည်းဘာမှမလုပ်နိုင်ဘူးဒီ stock market ကကြတော့ရန်ကုန် stock exchange နေ YNA တွေ SCCN တွေကနေပြီးတော့ အနည်းကန်စောင့်ချက်ပြီးတော့ regulation လုပ်ထားတယ်။အဲဒီအတွက်ကြောင့်ဒီပေါ်မှာလာပြီးလုပ်မယ်ဆိုလို့ရှိရင် price ကျသွားလို့အနည်းငယ်ဆုံးရှုံးမှုဖြစ်သွားနိုင်တယ်။ဒါပေမဲ့လုံးဝအကုန်ဆုံးသွားတဲ့အထိမဖြစ်နိုင်ဘူး။အလင်ခံရတာမျိုးတော့မဖြစ်နိုင်ဘူးပေါ့။ဟိုနောက်မှာ forest တို့ gold တို့ကကြတော့သူ့ရဲ့ဟိုတည်ဆောင်လာတဲ့ broker တွေသူ့ရဲ့ fan တွေကကုမ္ပဏီတွေကတရားဝင်ခွင့်ပြုထားတယ်မဟုတ်တဲ့ခါကျတော့တရားဝင်စီစစ်ပြီးခွင့်ပြုထားပြီးပေးထားတယ်မဟုတ်တဲ့ခါကျတော့သူတို့ရဲ့မှတ်ခိုင်းမှမှန်ကန်မှုတွေပေါ်မှာအခြေခံပြီးတော့မှ ဟိုအလိန်ညာတွေလည်းဖြစ်နိုင်တယ်ဖြစ်နိုင်တဲ့အခါကျတော့အလိန်ညာတွေလည်းတကယ်ရှိခဲ့တယ်ရှိခဲ့တဲ့အတွက်ကြောင့်အဲ့ရလူတွေကလည်းကျွန်တော်တို့ဒီ stock market ထဲကိုဟိုစိတ်ဝင်ဟိုစားတဲ့အကူပြောင်းဖို့ပြင်ဆင်နေတာကိုလည်းသိရှိရတယ်အဲ့တော့တခုပေါ့နော်မေးချင်တာကဒီအခုဆိုလို့ရှိရင်ပေါ့နော်ဒီ listed company က FMI တခုပဲရှိတယ်ပေါ့တိတ်မကြခင်မှာလဲမေလာလောက်လောက်ကြားတာအဲ့ထဲမှာတော့ဒီတီလိုပါထပ်ပြီးတော့မှ listed ပေးဖို့ရှိတယ်ဆိုပြီးတော့ကြားပေါ့အဲ့ရင်ကြားရင်ဒီဟိုရဲ့ဒီဟို social ဈေးွက်ထဲမှာပေါ့နော်အခြေအနေလေးကြိုပြီးတော့ပေါ့နော် ညွန်မှန်းတာပေါ့သူရှိရဟုတ်ဒီလောက်ကဒါဝင်လာခဲ့မယ်ဆိုလို့ရှိရင်ဒီရန်ကုန်ဆော့အဲ့ချိန်မှာဒီစက်ကုန်ကြီးနှစ်ခုဖြစ်သွားပြီနှစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်လူတွေအနေနဲ့ပို့ပြီးတော့မျက်စိပွင့်လာမယ် FMI ကိုဝယ်တင်သလားတိလဝါကိုဝယ်တင်သလား FMI ကဝယ်ရမယ်ဆိုရင်လည်းဘာကြောင့်ဝယ်တင်တယ်လဲ FMI ရဲ့ intrinsic value သူ့ရဲ့ကနဦးမူလတန်ဖိုးကဘယ်လောက်ရှိလို့ဘယ်လောက်ပေးပေါက်လို့ဘယ်လောက်ဝယ်တင်တယ်လဲတိလဝါကိုဘယ်လောက်ပေါက်နေလို့ဘယ်လောက်ဝယ်တင်တယ်လဲဆိုတဲ့ဟာမျိုးကိုလူတွေအနေနဲ့ပို့ပြီးတော့ရွေးချယ်စရာပိုများလာမယ်ပိုများလာတဲ့အတွက်ကြောင့် stock market ကအနေနဲ့ရှိမယ်ဆိုရင်တော့ပို့ပြီးညှိနှိုင်းလာဖို့ရှိပါတယ်ဟုတ် เนาะနောက်တစ်ခုမေးချင်တာကဘောเนาะဒီကျွန်တော်ဒီ local မှာဆိုလို့ရှင်အောင်မြင်ပြီးသား private company တွေတော်တော်များများရှိပါလားတချို့ကလည်းတချို့ chronic company တွေလည်းရှိရပေါ့เนาะတော်တော်များရှိသူတို့တွေကဟိုတခါတချို့ဟိုမှာလည်းပြီးခဲ့တဲ့တုန်းကလည်းဒီဟိုပနာမစတန်တို့ဘာလို့မှပါတာမှဒီမြန်မာလူမျိုးတွေလည်းပါတယ်ဆိုပြီးပြောတယ်ပေါ့အဲ့တော့ဒီလို company တွေက အများပိုင်းပြောင်းဖို့လိုအပ်ရလားပေါ့နော်သူတို့မပြောင်းမဲ့နေလို့ရလားပေါ့နော်ဟုတ်ဟောပါပေါ့အများပိုင်းကုမ္ပဏီပြောင်းနေရတဲ့အနှစ်သာရပေါ့အများပိုင်းကုမ္ပဏီတခုရဲ့အနှစ်သာရပါလဲဆိုတော့မိမိမှာ idea ကောင်းနေရှိရယ်လုပ်ငန်းတွေရှိရယ် project တွေရှိရယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းတွေကိုဒီငွေဖြစ်ပြောင်းလဲဖို့အတွက်ရင်းနှီးမရှိဘူးရင်းနှီးမရှိတဲ့အခါကျတော့မိမိရဲ့ကုမ္ပဏီရဲ့ share တွေကိုထုတ်ရောင်းပြီးတော့ငွေဒီ financial market မှာ stock market မှာအရင်းနှီးရှာဖွေတာပေါ့ဒီဒါပေမဲ့ကျွန်တော်လက်လန်းပြီးတော့ကုမ္ပဏီကြီးတွေရတော်တော်များများတော့ ဟိုအများပိုင်းကုမ္ပဏီရဲ့အနှစ်သာရကိုဘေးချိတ်ထားပြီးတော့တို့အများပိုင်းကုမ္ပဏီပြောင်းဖို့ကြံစီဟိုပြင်ဆင်နေကြတယ်ပြင်ဆင်နေကြရတဲ့အဓိကကတော့ VIX မှာ listing ဖြစ်ခြင်းနဲ့ VIX မှာ listed ဖြစ်တယ်ဆိုရင်ဒါတို့ကုမ္ပဏီတွေနဲ့ ဟိုဂုံယူမွေရာတခုအနေနဲ့တို့အမြင်နဲ့အဲ့အတွက်ကြောင့်တို့ပြင်ဆင်နေကြတာတော့သိရတယ်အဲ့တော့အဲ့လိုမျိုးပြင်ဆင်နေမဲ့ကုမ္ပဏီတွေဆိုလို့ရှိရင်လည်းဒီစိတ်ဝင်စားတဲ့ကုမ္ပဏီတွေအတွက်ဆိုလို့ရှိရင်လည်းဒီ WIS ကို listing ဝင်တာဟိုလွယ်တာလွယ်ကူတဲ့ process တော့မဟုတ်ဘူးအဲ့တော့ဒီအနေနဲ့အခုအချိန်ကစပြီးတော့ကျွန်တော်တိုက်တွန်းနေတာဒီကိုယ့်ရဲ့စင်ဘန်နာရေးရှင်းတဲ့နေစင်ချင်းစင်နေအခွန်နေအားလုံးမှန်မှန်ကန်ကန်အခုတည်းကချုပ်တင်ပြင်ဆင်ထားပြီးမှသာလေ WIS ကို listing လုပ်ဖို့ကူပြောင်းတဲ့နေလို့မြင်ပါတယ်ဟုတ်ကဲ့ဟုတ် ဟိုရန်ကုန်စောရိမ်ပို့ပြီးတော့များများဆိုင်ဆိုင်ဖြစ်လာဖို့အတွက်ပေါ့နော်ဒီ private company တွေဝင်လာဖို့လိုအပ်လာတယ်အောင်မြင်ပြီးသားတော့ဒါအဲ့အမြတ်တွေလည်းထွက်နေတယ်ဟုတ်ဟုတ်အော်အဲ့လိုမျိုးအောင်မြင်ပြီးသားကုမ္ပဏီတွေဝင်လာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒါ sorry ချင်ရပို့ပြီးတော့အမြိုင်ဆိုင်သွားမှာပေါ့အခုနလိုဒီ FMI တခုတည်းမျက်စိမှိတ်ပြီးဝယ်နေရတာထက်စားလို့ရှိရင်ဟိုကိုအတွက်ပို့ပြီးတော့ try စီပို့များလာတဲ့အတွက်ကြောင့်ပို့ပြီးတော့ကောင်းမွန်ပါတယ် စတော့အစေးပေါ့ဗောနောပို့ပြီးတော့အားကောင်းလာဖို့အတွက်ပေါ့နော်အဲပုံမှန်လေးဆက်ပြီးတော့လုပ်ရအောင်လုပ်ဖို့လုပ်ဖို့ကောင်းလဲဆိုတာလေးပေါ့နော်အကျဉ်းပြုချက်ဟုတ်ကဲ့ဟုတ်ကဲ့အဲဒီနေ့ဒီမိကုန်းနေအားလုံးထဲမှာဒီမိကုန်းကတော်တော်လေးကိုကောင်းတယ်အဲ့တော့ stock market တခုပေါ့ stock market တခုအောင်မြင်ဖို့အတွက်ဆိုတာ market efficiency ရှိဖို့လိုရတယ် market efficiency efficient market တခုရတဲ့ဆိုလို့ရှိရင်ဒီ stock market ကြီးอ่ะအောင်မြင်မယ်ပေါ့အဲ့တော့ဒီ market တခုဒီ stock market မှာမဟုတ်ဘူးတခြားဘယ် market မဆို market efficiency ရှိဖို့လိုအပ်တယ် efficient market ဒီပညာရှင်တွေကလည်းအများကြီးညွှန်ဆိုတယ် efficient market theory အရဒါကဒီ market ထဲမှာပါဝင် ပုံမပေါင်းဝင်မယ်ဒီဝယ်ရောင်းလုပ်နေတယ် ဝယ် investor တွေရင်းနှီးမြှုပ်နှံသူတွေအားရတွေအားလုံးကမှန်ကန်တဲ့ information တွေကိုအချိန်နဲ့တပြေးညီတည်ရှိနိုင်ဖို့လိုအပ်တယ်။ဒါဆိုလို့ရှိရင်ဒါဒီ market ကြီးက efficient ဖြစ်တယ်လို့ယူဆတယ်။အဲဥပမာအနေနဲ့ဟိုလောက်ဘယ်သူတူတယောက်ကမှနေပြီးတော့ဒီ stock market ကိုတော့လောက်အောင်ဒီ price တွေကိုတော့နှမ်းမှုနိုင်ဖို့အတွက် information တွေကြိုရတာမျိုးမဖြစ်တင်ဘူး။ဒါဥပမာ insider inside information တွေကြိုရတာမျိုးဒါမျိုးတွေမဖြစ်နိုင်အောင်ဒါမျိုး စီစဉ်ထားတယ်အခု wise အနေနဲ့လည်း inside information insider trading နဲ့ပတ်သက်ပြီးတော့ preventive action တွေချမှတ်ဆောင်ရနေတာကိုလည်းတွေ့ရတယ်အဲ့တော့ဒီ efficient market theory ကဒီမှာရှိတဲ့ market ထဲမှာပါဝင်မဲ့ participant တွေအကုန်လုံးဒီလိုအပ်တဲ့အချိန်ဒီ information တွေကိုအချိန်နဲ့တပြင်းညီညာနေမယ်ဆိုရင်ဒီ market ကြီးဒီ efficient ဖြစ်တယ်ပို့ပြီးတော့ကောင်းမွန်မယ်လို့ယူဆတယ်နောက်တစ်ချက်ကပါလဲဆိုရှင်ရန်ကုန် short အချိန်အနေနဲ့အခု brand နေတဲ့အထက်မှာ party တွေမှာကျွန်တော်တို့ဒီ underwriter တွေပဲပါဝင်နေကြသေးတယ်အဲတခြားဒီ license ခေါ်တော့ကကြတော့ကျွန်တော်တို့ဒီ broker တွေဒီ လာတယ် advisory လို့ဟိုဟိုခွင့်ပြုပေးဖို့ရှိတယ်ဒါပေမဲ့တို့တွေကအကြောင်းမျိုးကြောင့်အနေနဲ့နှောင့်နှေးနေတာကိုတွေ့ရတယ်တွေ့တဲ့ခါကျတော့ဒီ broker တွေခုနကဈေးကွက်တစ်ခုကိုတွန်းအားဖြစ်စေမဲ့ broker တွေဒီဒီလာတွေပါလာမယ်ဆိုရင်တော့ပို့ပြီးတော့ဈေးကွက်ကတစ်ပြေးနဲ့ပိုမြိုင်ဆိုင်လိုက်မယ်ပြီးရင်ဒီ stock market အကြောင်းဟိုရှင်းပြနိုင်တဲ့ဒီ advisory fund တွေခွင့်ပြုပေးလိုက်မယ်ဆိုရင်တော့ဒါ stock market ကနည်းနည်းလေးပို့ပြီးတော့မြန်မြန်ဆိုင်ဖြစ်လာမယ်လို့ယူဆတယ်ဒါဥပမာအနေနဲ့ဒီနိုင်ငံနာကာမှာဆိုလို့ရှိရင်ဒီတချို့တော့နိုင်ငံတွေမှာဆိုရှင်ဒီ underwriter တွေကိုဒီ advisory လုပ်ခွင့် ပိတ်ထားတယ်။ဘာဖြစ်လို့လဲလို့မေးလို့ရှိရင် underwriter ဆိုတာအများပိုင်းကုမ္ပဏီကိုစားသူ့ရဲ့ stock တွေကိုတာဝန်ခံပြီးတာဝန်ယူပြီးရောင်းပေးရတာ။အဲ့တော့သူအနေနဲ့သူကနေပြီးတော့အပြတ်ဝယ်လိုက်ရတယ်ပြီးတော့သူကပြန်တဆင့်ပြန်ရောင်းပေးရတယ်အဲ့တော့သူမရောင်းပေးနိုင်ရင်သူကရှုံးသွားလိမ့်မယ်အဲ့တော့အဲ့တော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ investment advisory fund တွေကိုဒီ underwriter တွေနဲ့ဒီ broker တွေ dealer တွေနဲ့ဟိုသူက independent ဖြစ်ရမယ်လို့ဆိုပြီးတော့ ပတ်ပိတ်ထားတာရှိတယ်ကန့်တတ်ထားတာရှိတယ်ပေါ့အဲ့ဒီဘိုင်းနေဒီဟိုနောက်ကဒီခွင့်ပြုတဲ့ပါတီတွေဆိုရင်လည်းအများဆုံးခွင့်ပြုပေးနိုင်တယ်ဆိုရှင်ဘိုင်းဒီမှာလုတ်ကိုင်းမင်းပြုတ်လိုက်ခြင်းအပြင်ပြုတ်စီခြင်းတော့ပေါ့ပြုတ်လိုက်ခြင်းအပြင်လည်းပို့ပြီးတော့ဟို market က store market ကပို့ပြီးညှိဆိုင်လာမယ်လို့မြင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါတော့ဒီလိုချိန်ပေးဖြေကြပေးရတဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်